နမေကြလာပြီးနောက်တရုတ်ဆောင်ထားတဲ့ရုပ်ရှင်ကားကိုလူသုံးယောက်သာဝင်တော်လို့ဝဝက်ွဲအရှုံးပေါ်သွားတဲ့မြင့်မြတ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်မြင့်မြတ်ဆိုတာနဲ့ပရိသတ်တွေရဲ့ခေါင်းထဲမှာပထမဆုံးပြေးမြင်မိတာကတော့သူ့ရဲ့ပြောင်ပြောင်းလာတဲ့တရုတ်ဆောင်စွမ်းရည်ပါပဲဟာတာလားအရှင်လားဒရမာလားလူချင်းလားပေးလာတဲ့ကာရက်တာတိုင်းကိုပြပြအောင်တရုတ်ဆောင်လိန်နောနာကြောင့်အနုပညာလောကသားတွေနဲ့ပရိသတ်တွေကသူ့ကိုဇက်လိုက်လို့တောင်မှတင်စားခေါ်ဝေါ်ခဲ့ကြတာပါ ကလေးကနေလူကြီးထိသူ့ရဲ့ကားတွေဆိုရင်မလွတ်တမ်းအားပေးကြသလိုထိုးလို့သူတွေကလည်းဈေးအကြီးဆုံးပေးပြီးတော့ငားရန်ခဲ့ရတဲ့ထိတ်တန့်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့မြင်းမြဲရဲ့အမှုပညာအရှိန်အဝါကအရင်ကလောက်မတောက်ပေါတော့ဘူးဆိုတာကိုလက်ခံရမလို့ဖြစ်နေပါပြီ။အခုဆိုရင်မြင်းမြဲရဲ့ရုပ်ရှင်ကားကိုလူသုံးယောက်သာကြည့်ပြီးတော့ဝက်ဝက်ွယ်အရှုံးပေါ်သွားတာပါ။အဓိကအကြောင်းရင်းတစ်ခုကတော့အသက်ရွယ်ပါ။ အခုဆိုရင်မြင်းမြတ်ကအသက်40ဝန်းကျင်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အနုပညာသမားတစ်ယောက်အနေနဲ့အသက်အရွယ်ရလာတဲ့အမြအရင်လိုမျိုးအနုပညာအလုပ်တွေမှာပေါ်ပေါ်တော်တော်ဟာတာကားမျိုးတွေလူငယ်ဆန်လုံးနဲ့ဇက်ရုပ်မျိုးတွေကိုတရုပ်ဆောင်ဖို့ဆိုတာသိပြီးတော့အဆင်မပြေတော့ပါဘူး။ခရီတာရွေးချယ်မှုအပိုင်းမှာအကန့်အသတ်တွေရှိလာသလိုပရိသတ်ဘက်ကလည်းရင့်ကျက်တည်ငြိမ်တဲ့ဇက်ရုပ်မျိုးတွေကိုပို့ပြီးတော့မျှော်လင့်လာကြပါတယ်။နောက်ထပ်စိန်ခေါ်မှုကြီးတစ်ခုကတော့လူငယ်မင်းသားတွေပါပဲ။ လက်ရှိရုပ်ရှင်လောကမှာအလင်းရောင်နေဝင်အေးချမ်းမောင်ဒေဇာလင်းရောင်စတဲ့လူငယ်မင်းသားတွေကအရှင်ဟုန်နဲ့တက်လာပါတယ်။ရုပ်ရင်ချောမောခန့်ညာပြီးတော့မိန်းကလေးပရိသတ်တွေရဲ့အသေးစွဲဖြစ်လာတဲ့ဒီလူငယ်မင်းသားတွေရဲ့နေရာယူလာမှုကဝိုင်းရင်မင်းသားတွေအတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုပါ ဒါဟာသဘာဝတရားအရာရှောင်လွဲလို့မရတဲ့အနုပညာတန်တရားတစ်ခုပါဒီလိုအခြေအနေမျိုးမှာပြည်သက်ကိုအရာသိစေခဲ့တဲ့တရင်စိုးတစ်ခုကတော့လက်စလုံးယုံတင်ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ခါရဲ့ရလပအရင်ဇာတ်ကားကနာမည်ကျော် beauty blogger နေဂျီဦးနဲ့မြင့်မြတ်တို့အဓိကသရုပ်ဆောင်ပါဝင်ထားတဲ့ညီဆိုတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါနမေကြီးမင်းသားမင်းသမီးတွေပါဝင်ကြပါပေမဲ့လက်တွေ့ယုံတင်တဲ့အခါမှာထင်မှန်မထလောက်အောင်အားနေခဲ့ပါတယ် သတင်းတွေအရဆိုရင်ရုပ်ရှင်ရုံထဲမှာကြည့်ရှုသူပရိသတ်၃ယောက်လောက်တာရှိတဲ့အထိအခြေအနေဆိုးရွားခဲ့ပြီးတော့ထုတ်လုပ်သူတွေဘက်ကဝဝွက်ွဲအရှုံးပေါ်ခဲ့ရတယ်လို့သိရပါဗျ။တချိန်ကရုံပြေရုံရှံအားပေးခံခဲ့ရတဲ့ဇက်လိုက်ကြီးမြင့်မြတ်ရဲ့ရုပ်ရှင်ကားတကားကအခုလိုမျိုးလူ၃ယောက်ထဲဝင်ကြီးရဲ့အခြေအနေထိရောက်သွားတာကတကယ်ကိုစိတ်မကောင်းစရာပါ။ဒါဟာမြင့်မြတ်ရဲ့တယောက်ဆောင်စွန့်ရင်ကြာဆင်းသွားတာလား။ ဇလန်းရွေးချယ်မှုမှာရင်တာလားဒါမှမဟုတ်ပြည်သက်တွေရဲ့အရသာပြောင်းလဲမှုကြောင့်သူ့ရဲ့ဈေးကွက်ကကျဆင်းသွားတာလားဆိုတာကတော့စိတ်ဝင်စားစရာပါမင်းသားလေးကအသက်ရွယ်တခုရောက်လာပြီးရင်ကိုနေလိုက်ဖက်မဲ့ဇက်ရုပ်အစ်စ်ပုံစံအစ်စ်တခုကိုပြောင်းလဲဖို့လိုအပ်ပါတယ်မြင့်မြတ်နေတဲ့ဒီအခွေးကောက်ကိုကြော်ဖြတ်ပြီးတော့သူ့ရဲ့တကယ့်အရေးချင်းကိုပြသနိုင်မယ့် character မျိုးတွေနဲ့ပြန်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါကဲဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးရောဘယ်လိုထင်ပါသလဲမြင့်မြတ်ရဲ့နာမည်ကြာသွားပြီလို့ထင်ပါသလား ဓမ္မမဟုတ်ညိဇကာရဲ့ဇလမိုင်းဆိုင်ရာအားနည်းချက်လို့မြင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်